လူဆိုတာအသက်ကြီးလာပြီဆိုလို့ရှိရင်ငငယ်တုန်းကတော့တမန်ဖြစ်လက်မှုမရှိကြတော့ပါဘူးအလောလောတာသွားလာလာတာနှစ်ခွေလာတဲ့ကိုခါစနစ်ကလည်းအားနေလာတော့ယောဂတွေဖြစ်ဖို့ပူလွင်လာပါတယ်ကျွတ်သားတွေကလည်းအားနေပြီးတော့အယိုးအစစ်တွေကထိခိုက်ဖို့ပူလွင်လာတာပေါ့နော် ဒီတော့ကိုချစ်တဲ့လူကြီးမိပါတွေအားနေပြီးတော့ပြောက်ခွင်နေတဲ့အချိန်မှာဘလို့အစားအစာတွေကျွေးပြီးတော့အားပြတ်ဖြစ်လို့ရမယ်ဆိုတာကိုပြပြပေးခြင်းပါတယ်။ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနာ notification bell လေးကိုပါအုံခဲ့ပြီးမေးပါနေအောင်ရှင်။ ပထမဦးဆုံးကတော့ပရိုတင်းပါတဲ့အစားအစာတွေကိုမမျှကျွေးပေးပါနော်။လူကြီးတွေအားဆိုလို့ရှိရင်ကြွတာကြွစုံမှုအဖြစ်များတာမို့ပရိုတင်းတက်မြန်မှန်စားပေးဖို့လိုပါတယ်။ပရိုတင်းဒါအားဆိုလို့ရှိရင်ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက်တာမက လူရဲ့ကိုယ်ခန္ဓာစနစ်ကိုပါကျန်းမာစေပါတယ်။ တနေ့တာအတွက်အိုင်းရင်တွေကိုပြန်လည်ဖြစ်တင်ပေးနိုင်တယ်။ဒါအပြင်ဇီဝကံမပြောင်းလဲမှုဖြစ်စဉ်တွေကိုလျှင်မြောက်စွာဖြစ်စေလို့အိုမင်းရွှေချင်းကိုလည်းတားဆီးပေးနိုင်တာပေါ့။ဒီတော့ကိုယ့်ရဲ့ဖေဖေမိမိတွေကိုပရိုတင်းနဲ့ကျေဝါတဲ့အသားတွေဥအမျိုးမျိုးပဲမျိုးမျိုးလူတဲ့ပစ္စည်းတွေလုံးလုံးလောက်ကျွေးဖို့လိုပါရဲ့နော်။နောက်တစ်ချက်ကတော့ကက်ဆီယမ်ပဲဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာအယိုးအဆစ်တွေသွားတွေကငယ်တုန်းကတော့မတန်ဆွဲတော့ပါဘူးတခုခုဆိုလို့ရှိရင်ထိခိုက်လွယ်တယ်ညောင်းညာလွယ်တယ်ကြကြာရက်ဖို့လမ်းလျှောက်ဖို့အလုံးလုံးဖို့တော့ဒီအယိုးအဆစ်တွေကဒေါက်တာအနေနဲ့ထောက်မမပေးနိုင်တော့ပါဘူးသွားတွေကလည်းပိုစားတာကျိုးလွယ်တာအမှားစားတွေဝါလို့မလွယ်တော့တာသွားတွေခဏခဏကိုက်တာတွေကကက်စီယက်တက်အားနေတာကြောက်ပါပဲနော်ဒါကြောင့်အယိုးအဆစ်နဲ့သွားတွေကိုတန်ဆွမ်းစေတဲ့ကက်စီယမ်ဓာတ်ကိုလည်းမေးလို့မဖြစ်ပါဘူးเนาะအဆေအဆန် ဒိန်ချင်းနွားနို့အယိုးပါတဲ့ငါပဲမျိုးမျိုးအခွန်မာသည်ဟိဒင်းရွက်တွေမှာကက်စီယံတို့ကျွေဝါတို့လူကြီးတွေကိုမမြကျွေးဖို့မေးပါနဲ့နော်နောက်ပြီးတော့တခြားဘာတွေကျွေးဖို့လိုရလဲဆိုတာကိုပြပေးပါမယ်ပရိုတင်းတွေကျွေးဝါတဲ့အသားငါးတွေနှုတ်ထပစ္စည်းတွေအပြင်ဗီတာမင်နဲ့အာဟာရဓာတ်တွေကျွေးဝါတဲ့ဟင်းသီးဟင်းရွက်နဲ့အသီးနှံတွေအဆိအစံတွေပယ်မျိုးမျိုးဥပမျိုးမျိုးဂျုံအခွန်မာသည့်တွေကိုစုစုံလင်လင်ကျွေးဖို့လိုအပ်ပါတယ်လိုအပ်လို့ရှိရင်ဗီတာမင်အားစေးတွေဖိဆက်စာတွေ ်ရိုဒင်နုမုတ်တွေကိုတိုက်ပေးပါ။ဘာကြောင့်လဲဆိုတော့အသက်ကြီးလာတာနဲ့အများခန္ဓာကိုယ်ကအာဟာရဆုပ်ယူနိုင်စွမ်းနေသွားတယ်လို့သွားမကောင်းတော့အစာချောင်နေရတာနဲ့အာဟာရဓာတ်တွေချို့သွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုမျိုးကျွတ်တာအားနေတဲ့လူကြီးတွေအတွက်ပြောင်းလဲနေထိုင်သင့်တဲ့နေထိုင်ပုံစံတွေကိုပြရပေးပါမယ်။အသက်တွေကြီးလာပြီဆိုလို့ရှိရင်အိမ်မှာပဲအမြဲတမ်းနေခိုင်းတာလှဲနေခိုင်းတာမျိုးမလုပ်ပါနဲ့နော်။ကျွတ်တာတွေဆိုတာကမလှုပ်ရှားပဲနေတာကြောက်သွားလို့ရှိရင်လေးလက်ထိုင်မှပြီးတော့ပြက်ခွေတက်ပါတယ်။ ငွေတော့ငါလောက်လေးချိန်ခံအပြင်းအထန်မလုံးနိုင်တဲ့အခါမှာအဝဘဘလုံးလို့အစဉ်ပြေမယ်လမ်းလျှောက်တာပြေခြင်းပြေတာကိုကားလေးချိန်ခံလုပ်တာမျိုးယောဂကျင့်တာအသက်မမှန်ယူပြီးတော့တရားထိုင်တာမျိုးလုပ်ပေးလို့ရပါတယ်အလုတ်ကိုလျှော့လုပ်ခိုင်းမှာအလင်းရဲ့ပင်မနေရတွေ့လို့ရှိရင်ကိုကလူငယ်ပပီဝင်ကူပေးပါစစ်ပြည်စီမှုတွေကိုသိမ့်မပေးပါနဲ့နော်မိသားစုနဲ့အတူတကွာခီးသွားတာမျိုးရှောင်းလိုက်တာမျိုးကိုလုပ်ပေးပါ ပြီးတော့လူကြီးတွေဟာမတန်မဆွမ်းဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့ဂျမ်းမာရင်စားတောင်းနေတိုင်းပုံစံကိုတည်တည်ကြာကြာယူဆိုင်ဖို့ဆိုတာကလူငယ်တွေမှာတောင်းရင်ရှိရဆိုတာကိုလည်းမမေ့လိုက်ပါနဲ့เนาะနောင်မရတဲ့နောင်နာတွေမဖြစ်ရလေရောအသက်ရှင်နေတော့မှကိုချစ်တဲ့လူကြီးမိဘတွေကိုအသက်နိုင်ဆုံးပြုစေချောက်ကြပါเนาะညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောเนาะ